วัสดีค่ะดิโรมาก็တော့ကျွန်တော်ထိုင်းစကားမှာကျွန်တော်တထေးဆိုတဲ့အခေါ်ကိုကျွန်တော်၄၅၆မျိုးလောက်ကျွန်တော်ခေါ်လို့ရတဲ့အကြောင်းကိုဒီဘရိုမှာ sharing လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့တချို့မသိသေးတဲ့သူတွေလည်းကြည်သွားပေါ့နော်โอเคအဲ့တော့နံပါတ်၁ကျွန်တော်စာလန်းရအောင်နော်ကျွန်တော်နံပါတ်၁အားလုံးသိထားပြီးသားဖြစ်တဲ့အတိုင်းကျွန်တော်တထေးကိုကြောင်းနိုင်လို့ခေါ်တယ်နော်ကြောင်းနိုင်ကြောင်းနိုင်ဆိုရင်ကျွန်တော်တထေးနံပါတ်၂ကျွန်တော်တထေး နော်တထေးသမောအလုံးရှင်တထေးသမောအလုံးရှင်ကိုချက်တော့နိုင်ချန်းနိုင်ချန်းလို့ခေါ်တယ်နော်ကျတော့နိုင်ကြံ့ရဲ့အိဘက်ကကျတော့တထေးစွာတဲ့အလုံးရှင်ဆိုပြီးတော့ဒီနာမည်တခုတတ်မှတ်ထားတဲ့ပုံစံမျိုးเนาะအလုံးရှင်ဆိုတဲ့ကျတော့ဂုံပုတ်ကိုကျတော့တတ်မှတ်ထားတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ဒီနေရာမှာကြောင်းနိုင်နဲ့နိုင်ကြံ့မှာကျတော့ဘယ်ဟာကိုသုံးရမလဲ เนาะကျွန်တော်စကားပြောတဲ့ခါမှာဘယ်ဟာကိုသုံးရမလဲဆိုရင်ကြောင်းနိုင်ဆိုတဲ့စကားလုံးကိုကျွန်တော်သုံးရတယ်ပေါ့เนาะဥပမာကျွန်တော်တထေးကိုကျွန်တော်ပြောစရာရှင်းလို့ဒီတိုင်းသွားခေါ်တဲ့အခါမှာကြာရင် ကြောင်းနိုင်လို့ပဲခေါ်တာများတယ်เนาะကြောင်းနိုင်အဲ့လိုမျိုးခေါ်ရမယ်ပေါ့เนาะနိုင်ကြောင်းလို့တော့ပြီးမခေါ်ဘူးပေါ့เนาะကြောင်းနိုင်တော့မဟုတ်ဘူးချက်လို့အဖျားဆုတ်ပြီးနိုင်လို့လည်းခေါ်လို့ရတယ်เนาะနိုင်ကြောင်းနိုင်အဲ့လိုမျိုးချက်လို့အဖျားဆုတ်ပြီးခေါ်လို့ရတယ်ပေါ့เนาะโอเคနံပါတ်3ချက်လို့တထေးတထေးမတထေးယောက်ကြာလေးလဲရတယ်တထေးမိန်ကလေးလဲရတယ်အဲ့ဒါကိုချက်လို့ကြားဖူးမှာပေါ့เนาะထောက်ကယ်လို့ခေါ်တာပေါ့เนาะထောက်ကယ်ဆိုရင်ချက်လို့တထေးတထေးမ ဒီစကလုံးတီကျွန်တော်ထိုင်းစကားမူရင်းစကလုံးမဟုတ်ဘူးတရုတ်ကနေကျွန်တော်စင်တက်လာတဲ့စကလုံးဖြစ်တယ်တရုတ်ကနေကျွန်တော်မွေးစားထားတဲ့စကလုံးဖြစ်တယ်ပေါ့နော်โอเคနံပါတ်၄ကျွန်တော်တထင်းဥမာတထင်းတထင်းပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကြောက်စုဝါကြောက်စုဝါ ကြောက်စွာလို့ခေါ်တယ်ဒီကြောက်စွာဆိုတဲ့အသုံးနှုန်းကလည်းကျွန်တော်တရုတ်ကနေစဉ်သက်လာတဲ့စကားလုံးဖြစ်တယ်ဒါထိုင်းဘာသာစကားရဲ့မူရင်းစကားလုံးမဟုတ်เนาะကျွန်တော်အာတရုတ်ကနေမျိုးစားထားတဲ့စကားလုံးဖြစ်တယ်เนาะအန်ဒီကြောက်စွာဆိုတဲ့စကားလုံးကိုကြတော့ကျွန်တော်နေ့စဉ်သုံးပါတိတ်ပြီးတော့အာပြောလေးခေါ်လေးမရှိဘူးပေါ့နော်အဲ့တော့အများဆုံးသုံးပြတာကကျွန်တော်ဇက်ကားတွေထဲမှာဒီရုပ်ရှင်တွေထဲမှာ ရုပ်ရှင်တွေမှာကိုမချလို့တရုတ်နဲ့ထိုင်းနဲ့ဆက်ပြီးရိုက်ကူးထားတဲ့ဒီဇက်ကားတွေမျိုးမှာမှတွေ့ရတယ်ပေါ့နော်ဒီအတုံးနှုံးကိုပေါ့နော်အဲဒီနေ့စဉ်တုံးမှာတော့တိတ်ပြီးခေါ်လေးပြောလေးမရှိပေါ့နော်နံပါတ်5အနေနဲ့ချလို့တထင်းကိုအတမျိုးခေါ်လို့ရတာက boss boss လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကအားလုံးကြားဖူးပြီးသားဖြစ်မှာပေါ့နော်ဒီ boss ဆိုတဲ့စကားလုံးကကျတော့အင်္ဂလိပ်စကားအနေနဲ့ကျွန်တော်ယူထားတာเนาะထိုင်းစကားမှာလာပြီးအသုံးပြုတယ်ပေါ့နော်ဒီ boss ဆိုတဲ့အသုံးနှုန်းကိုကျတော့ကျွန်တော်တာမန်ရိုးရိုးလုပ်ငန်းခွင်တွေမှာတိတ်ပြီးပြောလင်းမရှိဘူးရိုးရိုးတာမန်လုပ်ငန်းခွင်တွေမှာကျွန်တော်ပြောလင်းမရှိဘူးအဲ့တော့ဘယ်နေရာမှာအများဆုံးအသုံးပြုလဲဆိုတော့ကျွန်တော် company အကြီးကြီးတွေနိုင်ငံတကာနဲ့အလုံးလုံးနေရတဲ့ဒီနိုင်ငံသားတွေနဲ့အလုံးလုံးနေရတဲ့ဒီ company အကြီးကြီးတွေရုံးခန်းတွေအဲ့လိုမျိုးဒီအလုပ်ငန်းခွင်တွေမှာမှ ဒီစကလုံးကိုအသုံးပြုများတယ်ပေါ့နော်တထေးကို boss လို့ခေါ်တာအများဆုံးတွေ့ရတယ်ပေါ့နော်ဒါကလည်းအင်္ဂလိပ်စကားနေသူတို့ယူပြီးတော့မှအသုံးပြုထားတာပေါ့နော်နောက်တစ်ခုအနေနဲ့အချက်တို့ he ဟီယာဆိုတဲ့စကလုံးချက်ကိုကြားဖို့မှာပေါ့နော်ဟီယာရဲ့အလေးပဲကကျွန်တော်တထေးမဟုတ်ဘူးအာဒီနီယာမှာတော်တော်များများကနားလည်မှုလွဲကြတယ်ဟီယာဆိုရင်တထေးလို့ခေါ်တယ်တချို့ကလည်းအဲ့လိုမျိုးထင်ကြတယ်ပေါ့နော်တကယ်တော့မဟုတ်ပါဘူးဟီယာဆိုတဲ့စကလုံးဒီကျွန်တော်တယုတ်ကနေစဉ်သက်လာတဲ့စကလုံးဖြစ်တယ်သူလည်းတယုတ်ကနေမွေးစားထားတဲ့စကလုံးဖြစ်တယ်သူရဲ့အလေးပဲကကျွန်တော်အကိုကြီးလို့အလေးပဲရတယ် ဒီအကိုကြီးဆိုတာဥမာကိုရဲ့တထေးကိုမကိုကရင်းနီးနီးနဲ့ပေါ့နော်အာချစ်ချစ်ခင်ခင်လေးလေးစားစားနဲ့အကိုကြီးအဲ့လိုမျိုးခေါ်တဲ့အခါမှာအသုံးပြုတယ်အဲ့တော့သူရဲ့အိမ့်ပဲဒီကျွန်တော်တထေးမဟုတ်ဘူးတချို့တွေဒီနေရာမှာကျွန်တော်အထင်လွဲကြတယ်ပေါ့နော်အာဒီဟီယာဆိုတာကတထေးကိုခေါ်တာတထေးလို့ခေါ်တာပေါ့နော်အမှန်တော့တထေးမဟုတ်ဘူးသူရဲ့အိမ့်ပဲကအကိုကြီးဆိုပြီးတော့ကိုရဲ့တထေးကိုမရင်းရင်းနီးနီးအာကိုကခေါ်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တန်းကျွယ်တထေး တထေးဥမှာယွယူတထေးမဟုတ်ဘူးကျွန်တော်တန်းကျွဲ့တထေးအာအဲ့လိုမျိုးတန်းကျွဲ့တထေးကိုကျွန်တော်စေတီလို့ခေါ်တယ်စေတီစေတီစေတီဆိုအရန်ချမ်းသာတဲ့ကြီးကြီးတက်ချမ်းသာတဲ့တထေးကိုပြောတာနော်โอเคဒါလည်းကျွန်တော်ထိုင်းစကားမှာအသုံးပြုတဲ့စကားလုံးဖြစ်တယ်တီစေတီဆိုတဲ့စကားလုံးကလည်းကျွန်တော်ထိုင်းဘာသာစကားရဲ့မူရင်းဘာသာစကားမဟုတ်ဘူးသူလည်းတခြားဘာသာစကားနေအဆင်းသက်လာတဲ့စကားလုံးဖြစ်တယ်တီစေတီဆိုတဲ့စကားလုံးကကျတော့ကျွန်တော် န်စကရစ်ဆိုတဲ့ဘာသာစကားအနေဆင်သက်လာတဲ့စကားလုံးဖြစ်တယ်ပေါ့နော်အိန္ဒိယဘာသာစကားအနေဆင်သက်လာတဲ့စကားလုံးဖြစ်တဲ့ဒီစိတ်ထင်းဆိုတဲ့စကားလုံးပေါ့နော်အိန္ဒိယမှာဘုမိုင်းချတို့ဒီအခုခေတ်အိန္ဒိယလူမျိုးတွေမဟုတ်ဘူးဟိုရှေးခေတ်ကတုံးပြူတဲ့ဘာသာစကားအိန္ဒိယဘာသာစကားအနေမှာဆင်သက်လာတဲ့ဒီစကားလုံးဖြစ်တယ်ပေါ့အဲ့တော့ဒီစကားလုံးဟာလည်းချတို့ဒီထိုင်းဘာသာစကားရဲ့မူရင်းဘာသာစကားမဟုတ်ပေါ့နော်โอเคနောက်တစ်ခုအနေနဲ့ချတို့ဈေးဈေး ကျေဒီစကလုံးကိုလည်းအားလုံးကြောက်ဖူးပြီးသားဖြစ်မှာပေါ့နော်အမှန်တော့ဒီစကလုံးကလည်းသူတို့ထိုင်းဘာသာစကားရဲ့မူရင်းစကလုံးမဟုတ်ဘူးဒီတရုတ်ဘာသာစကားနေမှာပြန်ပြီးမျိုးစားထားတဲ့စကလုံးဖြစ်တယ်ပေါ့နော်ဒီကျေရဲ့နေပဲကအမိုင်အတော်ကြီးလို့နေပဲရတယ်ဒီအမိုင်တော်ကြီးဆိုတာကဒီစကလုံးကျေဆိုတဲ့စကလုံးကိုဘယ်လိုမျိုးအသုံးပြုလဲဆိုဥမာအသက်40 50အရွယ်အမိုင်ကြီးတွေအသူတို့အချင်းချင်းပေါ့နော်အမိုင်ကြီးအဲ့လိုမျိုးပါညာခေါ်တဲ့အခါမှာကျတို့အသုံးပြုတဲ့စကလုံးဖြစ်တယ်ဒီစကလုံးဒီတရုတ်ကနေစဉ်းသက်လာတာ ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကိုယ့်ရဲ့အမေအရွယ်လောက်အတော်အရွယ်လောက်ဒီအမကြီးတော်ကြီးတွေကိုလည်းကျွန်တော်ကြည်လို့သုံးနိုင်တယ်အဲ့ဒါဆိုရင်ကို့အနေနဲ့တော်ကြီးပေါ့နော်တော်ကြီးအန်တီကြီးအဲ့လိုပုံစံမျိုးနော်ဒီစကလုံးတွေအရက်စကားဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဇီးတွေထဲမှာရက်ွက်တွေထဲမှာသုံးတဲ့ခါမှာအသုံးပြုတယ်ပေါ့နော်ဒီစကလုံးလဲကျွန်တော်တရုတ်ကနေအဆင်းသက်လာတဲ့စကလုံးဖြစ်တယ် ေဒီစကလုံးတွေကကြတော့ကျတို့အခုထိုင်းစကားမှာပေါ့နော်ထိုင်းဘာသာစကားမှာကျတို့လက်ရှိအသုံးပြုနေတဲ့ဒီစကလုံးတွေဖြစ်တဲ့တထင်းကိုကျတို့၄၅၆မျိုးလောက်ခေါ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလုတ်ပေးရတဲ့ယူရချက်ကကြတော့တချို့တွေကလည်းကျတို့တထင်းကိုကြောင်းနိုင်လို့ပဲခေါ်တယ်ထောက်ကယ်လို့ပဲခေါ်တယ်တချို့ကလည်းအာကျင်းလို့ခေါ်တယ်တထင်းကိုအဲ့လိုမျိုးအမျိုးမျိုးပေါ့နော်အာမသိကြသေးတဲ့သူတွေရှိတယ်အဲ့တော့တထင်းကိုကျတို့၄၅၆မျိုးလောက်ခေါ်လို့ရတယ်ဆိုတော့ကျတို့မှတ်ထားမယ်ပေါ့နော်โอเคဒီဗီဒီယိုလေးကအလုံးအတွက် ို့ရှိမှလို့မျှော်လင့်တယ်ပေါ့နော်